င်္ဂလာပါအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Miss Information Buster သတင်းမများကိုတိုက်ဖြတ်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုင်းခတ်ပါဒီတစ်ပတ်မှာတော့ဖိလစ်ပိုင်ကရုတ်တံဖိုင်နဲ့ဗမော်တိုက်ပွဲအဖြစ်ဖြန့်ဝေထားတဲ့သတင်းမအကြောင်းနဲ့အတူစစ်ကောင်းဆောင်သားအောင်ပြည့်စုံ UK မှာဖမ်းခံရတဲ့ဆိုတဲ့သတင်းမနဲ့မေလာထဲမှာပြန့်နှံ့လာနိုင်ရည်ရှိတဲ့သတင်းမတွေအကြောင်းစတဲ့တပတ်အတွင်းစီစစ်ထားတဲ့သတင်းတုသတင်းမတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးပမောတိုက်ပွဲဆိုပြီးဖြန့်ဝေထားတဲ့ရုပ်တံဖိုင်အကြောင်းကိုကြည့်ရအောင်ပါ Facebook အကောင့်တစ်ခုကနေဧပြီလ29ရက်နေ့မှာကချင်ဘာသာနဲ့ KIA ကရဲဘော်တွေကဗမော်မြို့မှာဒီလိုချနေတယ်လို့အတိတ်ပဲရတဲ့ကချင်စာနဲ့အတူရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ဒီရုပ်တံကိုကြည့်ရှုသူ9600ကျော်နဲ့ပြန်လည်မျှဝေမှု233ခုရှိနေပါပြီ။ ဒီရုပ်တံဖိုင်ကိုပဲ X လူမှုကွန်ရက်မှာကြော်တက်လွင်ဆိုတဲ့အကောင့်ကနေဗမော်မြေကတို့ရဲ့ဒူဝါကြီးတွေဘာလက်နဲ့နဲ့ပစ်လဲတော့မသိဘူး KIA တပ်ပေါင်းစုရဲ့အောင်မြင်မှုဆိုပြီးဖြန့်ဝေထားပါသေးတယ်ဒီစီမားကနေဒီရုပ်တံဖိုင်မှာပါဝင်တဲ့ရုပ်ပုံတွေနဲ့ပုံတွေရဲ့ဇင်းမြစ်ကိုရှာဖွေတဲ့ Google Image Search မှာ ရှာဖွေရမှာပြီးခဲ့တဲ့2018ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံမာယာဝီမြို့ကလေကြောင်းတိုက်ခိုက်မှုရုပ်တံဖြစ်ကြောင်းသိရပါဗျာ မာဂိုအမီနဲ့တက်တော့အကောင့်တစ်ခုကနေ2023ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာဒီရုပ်တံဖိုင်ကိုဖော်ပြထားပါတယ်။သူ့ဖော်ပြမှုမှာဘတ်တက်အော့မာယာဝင်းတူတောင်စင်ဆမ်တင်းဆိုပြီးပါဝင်ပါတယ်။အလားတူပဲတခြားတက်တော့အကောင့်တွေကနေလည်း2023ဖေဖော်ဝါရီလထဲမှာပဲမာယာဝီမျိုးကလေးချောင်းတိုက်ခိုက်မှုတွေဖြစ်ဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ဘူရင်ရုပ်တံဖိုင်မှာစကားပြောနေတဲ့အတန်တွေမပါဝင်ပဲလန်တန်ကြီးပြစ်တံပဲပါဝင်တာပါ သတင်းမှာဖြန့်ဝေတဲ့ရုပ်သံဖိုင်မှာတော့ကချင်ဘာသာနဲ့ပြောဆိုတာတွေထည့်သွင်းထားပါတယ်။အစ္စလာမ်ရဲ့စစ်သွေးကြွအဖွဲ့တွေနဲ့ဆက်ဆက်တဲ့အဖွဲ့တွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်မှာဒီတိုက်ခိုက်မှုဟာ2019မေလကနေအောက်တိုဘာလအထိကြာမြင့်ခဲ့ပြီးအရသာတည်ဆုံမှုများစွာရှိခဲ့တဲ့ဖြစ်စဉ်မှာဒီအကြောင်းကို BBC ကနေသတင်းဖော်ပြထားသလို BBC ဆိုင်ရာလူငင်းချမ်းသာကွင်းအဖွဲ့ရဲ့ဝက်ဘ်ဆိုက်ကနေလည်းသတင်းဖော်ပြထားပါရယ် လက်ရှိကချင်ပြည်နယ်ဗမော်မြို့မှာဧပြီလ25ရက်နေ့ကစလို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့ကြားတကြောပြန်တိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ဒေတာတွင်းသတင်းဌာနတွေမှဖော်ပြထားကြပါဗျ။ဒါပေမဲ့လက်ရှိလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်တံဖိုင်ကတော့ဗမော်မှာဖြစ်တဲ့ရုပ်တံဖိုင်မဟုတ်ပါဘူး။ဖြစ်စဉ်အမှန်ပေါ်အခြေခံပြီးလက်ရှိဖြစ်စဉ်အဖြစ်ဖိလစ်ပိုင်နိုင်ငံကဖြစ်စဉ်ရုပ်တံအဟောင်းကိုအတန်ပြုတ်ပြင်ပြီးပြန်လည်ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ နောက်တစ်ပုဒ်ကတော့စစ်ကောင်းဆောင်သားအောင်ပြည့်စုံ UK မှာဖမ်းခံရတယ်ဆိုတဲ့သတင်းမှအကြောင်းပါစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအာဂျင်တီးနားတရားရုံးကနေဖမ်းရန်ထုတ်လိုက်ပြီးဖြစ်တယ်လို့သူသားဖြစ်တဲ့အောင်ပြည့်စုံဟာလည်း UK မှာဖမ်းခံရတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ် MG ဆိုတဲ့အမည်နဲ့ TikTok အကောင့်တစ်ခုကနေ April 23ရက်နေ့မှာမင်းအောင်လိုင်းသားအောင်ပြည့်စုံကို UK နိုင်ငံလေးစိတ်မှာဖမ်းမိပြီးဟေးလို့ထည့်သွင်းရေးသားထားတဲ့ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ် ဒီရုပ်တံဖိုင်ကိုကြိုက်နှစ်တက်တူ18000နဲ့ချစ်ရှုသူ6သိန်းနီးပါးရှိနေပါပြီရုပ်တံဖိုင်ထဲမှာတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအာဂျင်တီးနားတရားရုံးကနေဖမ်းဝန်းထုတ်လိုက်ပြီးဖြစ်တယ်လို့ Rack Luck လည်းလှုပ်ထားပြီးဖြစ်တဲ့အကြောင်းပြောထားတဲ့အပြင်သူ့သားအောင်ပြေဆုံး UK မှာအဖမ်းခံရတယ်လို့ပါပြောထားပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအာဂျင်တီးနားတရားရုံးကနေဖမ်းရမ်းထုတ်ထားတာကအမှန်ဖြစ်တယ်လို့ရက်အလက်လည်းလှုပ်ထားတယ်ဆိုတဲ့အကြောင်းမြန်မာရိုဝင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကခေတ်သစ်သတင်းဌာနကိုဧပြီလ22ရက်နေ့ကဖြေဆိုထားပါတယ်ဒီအကြောင်းအရမှန်ကန်ပေမဲ့စစ်ကောင်းဆောင်ရဲ့တာအဖမ်းခံရတာနဲ့ပတ်သက်လို့ရှာဖွေစစ်ဆေးခဲ့ရမှာစစ်တပ်ကိုထောက်ခံအားပေးတဲ့သတင်းဌာနတွေမှာရောလွတ်လပ်ပြီးအမိခိုကင်းတဲ့သတင်းဌာနတွေမှာရောဒီအကြောင်းနဲ့ပတ်သက်ပြီးရေးသားဖော်ပြထားကြတာမရှိပါဘူး ဒါကိုကြည့်ရင်မင်းအောင်လိုက်သားအောင်ပြေဆုံးအဖမ်းခံရတယ်ဆိုတာမဖြစ်နိုင်ပါဘူး။အဲ့ဒီပုတ်စာတပတ်အထိကြာမြင့်နေပြီဖြစ်ပေမဲ့အခုထိလည်းအောင်ပြေဆုံးအဖမ်းခံရတာနဲ့ပတ်သက်လို့ဘယ်သတင်းဌာနတွေကမှရေးသားဖော်ပြထားတာမရှိသေးပါဘူး။ဒါကြောင့်စစ်ကောင်းဆောင်မေအောင်လိုက်ရဲ့တာအောင်ပြည်ဆုံး UK လေစိတ်မှာအဖမ်းခံရတဲ့ဆိုတဲ့သတင်းဟာလောက်ကျန်ဖြန့်ဝေ ဖန်တီးထားတဲ့သတင်းမှာပဲဖြစ်ပါတယ်။ အခုလိုတက်တော့အကောင့်တွေဟာတည်င်းမှန်ပေါ်အခြေခံပြီးအချက်လက်အမှားတွေထည့်သွင်းပြီးတဲ့နောက်လူစိတ်ဝင်စားမှုများအောင်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။တည်င်းတူတွေဖြန့်ဝေပြီးဒီကနေအကျိုးမြတ်ရအောင်စ조사နေကြတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့မေလာထဲမှာပြန့်နှံ့လာနိုင်ရည်ရှိတဲ့တည်င်းမှားတွေအကြောင်းကိုတည်င်းဖက်ရှုသူတွေအနေနဲ့ချိုးတင်တည်ထားမိနိုင်အောင်ဖော်ပြတင်ဆက်သွားမှာပါ။ မရှိလာတဲ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလေးနဲ့နောက်ဆက်တွဲငလေးနေအကြောင်းနဲ့ဆက်ဆက်ပြီးသတင်းမားတွေအချက်လက်အမှားတွေဟာအခုချိန်ထိပြန့်နှံ့နေသေးပါတဆက်သေးမှာပဲတခြားနိုင်ငံမှာလှုပ်ခတ်တဲ့ငလင်းသတင်းတွေမှာလည်းသတင်းမားတွေရောနှောပြီးတော့ပြန့်နှံ့နေသေးဖြစ်ပါတယ်ဒီလိုတဘာဝဘေးအနေနဲ့ပတ်သက်ပြီးသတင်းမားတွေရုပ်တံဖိုင် အဟောင်းတွေ AI နည်းပညာသုံးဖန်တီးမှုတွေဆက်လက်ပြန့်နှံ့နိုင်ရည်ရှိပါတယ် တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ရင်တော့အချက်လက်အမှားတွေပါဝင်တဲ့မြေပြင်အခြေအနေတွေစစ်ဆောင်ဒေတာတွေရဲ့အခြေအနေနဲ့ပတ်သက်တာတွေနောက်ပြီးတိုက်ပွဲဗီဒီယိုဖိုင်တွေနဲ့ဆက်ဆက်ပြီးထွက်လာနိုင်ခြေရှိတဲ့ရုပ်သံဖိုင်ဟောင်း AI ဖန်တီးမှုတွေနဲ့အတူဝါဒဖြန့်သတင်းမှားတွေရဲ့ပြန့်နှံ့လာနိုင်ခြေတွေကိုလည်းသတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ တဆက်ထဲမှာပဲတိုင်းသားဒေသတွေမှာဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလူမျိုးရေးဘာသာရေးပြိပခါတွေကိုဥတီစေနိုင်တဲ့အမုန်းပွားစေနိုင်တဲ့သတင်းတုသတင်းမှားတွေကိုလည်းရောနှောဖြန့်ဝေတာတွေရှိနေတာကြောင့်သတိပြုစရာပါလက်တလုံးမှာလည်းတရုတ်ရဲ့ဂျာဝင်စစ်ဆေးရေးကြောင်းလားရှိုးမြို့ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းလိုက်ရပါတယ်ဒါနဲ့တဆက်ထဲအုတ်ချုပ်ရေးစစ်ရေးမြေပြင်အခြေအနေတွေနဲ့ပတ်သက်လို့သတင်းမှားတွေဟာလည်းအချိန်နဲ့တပြေးညီပြန့်နှံ့လာနိုင်ပါတယ် အထင်ကရနေတွေဖြစ်မေလာတရက်နေ့ကအလုံတမားနေပါတဘာဝဘေးရန်နေနဲ့ပတ်သက်လို့မေလာနေ့ရက်နေ့ဟာနာဂင်မုံတိုင်းတိုက်ခတ်ခဲ့တဲ့နေ့ဖြစ်သလိုမေလာ၁၄ရက်နေ့ဟာလည်းဘိုဟာမုံတိုင်းတိုက်ခတ်ခဲ့တဲ့နေ့တွေပါဒါတွေနဲ့ပတ်သက်လို့သတင်းဟောင်းတွေကိုအခုလက်ရှိဖြစ်စဉ်တွေလို့ဖြန့်ဝေတာတွေရှိလာနိုင်ပါတယ်ဒါကတော့မေလာတွင်းပြန့်နှံ့နိုင်ခြေရှိတဲ့သတင်းတုသတင်းမားတွေအကြောင်းကို တင်ဆက်သွားတာပဲဖြစ်ပါတယ်။ မိမိဖတ်ရှုလိုက်တဲ့သတင်းတွေကိုချက်ချင်းမယုံကြည်ပဲတရားဝင်ထုတ်ပြန်ချက်တိကျသေးကြတဲ့သတင်းမြစ်တွေနဲ့အတူလွတ်လပ်ပြီးအမိခိုကင်းတဲ့သတင်းဌာနတွေကနေတဆင့်တိုက်ဆိုင်စစ်ဆေးကြဖို့တိုက်တွန်းလိုက်ပါရစေ။ဒါကတော့မျိုးစိမကနေတပတ်အတွင်းစီစစ်ထားတဲ့သတင်းတူတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါ။ ပြည်သက်တွေအနေနဲ့စစ်ဆေးစီခြင်းတဲ့သတင်းတွေရှိခဲ့ရမယ်ဖြစ်ဖြစ်တန်ရရှိတဲ့အကြောင်းအရာတွေရှိခဲ့ရမယ်ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အချက်လက်စစ်ဆေးသူတွေစီကိုဒီလင့်လေးကနေတဆင့်မေးမြန်းလို့ရပါတယ်ကြည့်ရှုခဲ့ကြတဲ့ပြည်သက်တွေအားလုံးတဘာဝပဲစစ်ဘေးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ် လွတ်သောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။